ို့ရှိတုန်းကရှင်ဘရင်တစ်ပါးရှိတယ်ပြောချင်ရင်ပြောချလိုက်တာပဲစကားကိုဘယ်တော့မှမဆောင်အဲ့ဒါကိုပရောဟိတ်အမကြီးကမကြိုက်ဘူးပြောချင်တာကိုပြောချင်တိုင်းဆွတ်ဆွတ်ပြောလို့ဒုက္ခရောက်ပုံလည်းများလာပြီဒါပေမဲ့ရှင်ဘရင်ကိုဆုံးမချင်တာအခွင့်အခါကမသိမ့်တနေ့တော့အဲ့ဒီရှင်ဘရင်ကမူကြီးမတ်ရာသင်္နာပတိတွေခြံရံပြီးတော့ဥယင်ထွက်ပြီးတော့အပန်းဖြေတယ်အဲ့ဒါကြောက်ဖြာကြီးပေါ်မှာအပန်းဖြေတာအဲ့ဒီကြောက်ဖြာကြီးကတရက်ပင်ကြီးတပင်ရဲ့အောက်မှာရှိတာ သေးပင်ကြီးကအင်မတန်အရေးအာဝါဒနဲ့ပြည်စုံတဲ့အောက်မှာကြောက်ဖြာကြီးအဲ့ဒီကြောက်ဖြာကြီးပေါ်မှာရှင်ဘရင်ကထိုင်ထိုင်ပြီးတော့အလဘတ်တလဘစကားပြောအပန်းဖြေနေတော့သွေးတန်ရဲရဲနဲ့အုပ်အုံးငှက်ကလေးတကောအသေးကလေးသွေးတန်ရဲရဲနဲ့အဲ့ဒီသေးပင်ပေါ်ကနေကြောက်ဖြာပေါ်ဘရင်ခြေရင်းကိုပြုတ်ကြလာတယ်မှန်ပါဗျာအဲ့ဒီတော့ဘရင်ကကြည့်တယ်ဟာဘာဖြစ်တာလဲမသိဘူးအဲ့ဒီမှာဖရာလောင်းပညာရှိပရောဟိတ်အမတ်ကို မေးတယ်တဲ့ဒါဘာဖြစ်လို့သိတယ်လဲ ွေးတွေလည်းထွက်နေတယ်အောက်ကြမှာထွက်တဲ့သွေးမဟုတ်ဘူးအဲ့ဒီတော့ဘုရားလောင်းကမော့ကြည့်တော့အပေါ်မှာကြီးတိုက်ရှိဘုရားလောင်းဆိုတော့ပညာရှိတယ်တွေးကြည့်တာပြည့်ကြည့်တာလည်းမှန်တယ်အရှင်မင်းကြီးတဲ့ဒီကောင်ဟာအုပ်ဩငှက်သူ့ရဲ့အမေအုပ်ဩမတွေဟာကိုယ်ပိုင်အတိုက်နဲ့ဥတဲ့ထုံးစံမရှိဘူးကြီးမတွေရဲ့အတိုက်ထဲကိုဝင်းဥတယ်ကြီးမတွေကသူ့ဥမှတ်လို့ဝတ်ပြီးအကောင်ပေါက်တော့လဲမဲမဲလေးအတူတူဆိုတော့ သူ့သားလေးလိုပဲထင်အစာတွေအတူတူရှာကြွေးအဲ့ဒါဒီကောင်ကမပြန်နိုင်သေးခင်မှာအုတ်ဩသံမြည်လိုက်တာမအော်တဲ့နေတဲ့အချိန်မှာအုတ်ဩသံမြည်လိုက်တာအဲ့ဒီတော့ကြီးမကငါသားမဟုတ်ဘူးဆိုတာကိုသိပြီးတော့စိတ်တူပြီးတော့နှုတ်သီးနဲ့အဲ့ဒါထိုးသက်ပြီးတော့အောက်ကိုပြစ်ချလိုက်တယ်အတက်ပြောတာနော်မှန်ပါဗျာအဲ့ဒီမှာဘုရားလောင်းပရောဟိတ်အမတ်ကြီးကအခွင့်ရပြီဆိုပြီးတော့မင်းကြီးကိုဆုံးမ အခွင့်အခါအချိန်ကာလကို မကြည့်ဘဲနဲ့စကားကိုအယံကာရော ပြောတဲ့ပုဂ္ဂိုလ်များဟာတီးအုပ်ဩသေးတယ်လို့သိရတတ်တယ်။မှန်ပါဗျာ။နော်။ပြောတာတော့စကားတွေကအများကြီးပဲဗျာ။ပရောဟိတ်အမကြီးပြောတာလေ။အဲ့ဒီတည်းမှာကောင်းတာလေးတွေဥစဉ်ကောင်းတဲ့မှာစွဲနေတယ်။ဘာပြောသေးလဲဆိုတော့မင်းကြီးတဲ့။မစင်းစားမစင်ခြင်းမဲနဲ့ပြောတဲ့စကားတခွန်းဟာ သွေးဓာတ်အပ်သောဓာတ်ထက်ကြောက်เสียရကောင်းတယ်နော်မစင်းစားမစင်ခြင်းပဲနဲ့ပြောလိုက်တဲ့ဇကားသည် သွေးဓာတ်အပ်သောဓာတ်ထက်ကြောက်เสียရကောင်းတယ်မစင်းစားမစင်ခြင်းပဲနဲ့ပြောတဲ့ဇကားတခုံးဟာလက်တလောသေးသေးတတ်တဲ့အစိတ်ထက်ကြောက်เสียရကောင်းတယ်ဟုတ်လားဒါကြောင့်တဲ့မှန်သောစကားပင် ဖြစ်စေကမူကိုနဲ့သဘောတူတဲ့သူပင်ဖြစ်စေကမူမှန်ပါဗျာ အချိန်ကာလရှည်လျားစွာမပြောရတဲ့မှန်ပါဒီလူနဲ့ငါနဲ့ငါတိတ်သဘောထားချင်းတိုက်ဆံမယ်ငါတကားဆိုတိတ်ကြိုက်တာပဲအဲ့ဒါလိုလူမျိုးရဲ့ရှေ့မှာတောင်မှ ကာလကို ကြည့်ပြီးတော့ပြောရမယ်ပြောကောင်းနိုင်စွတ်ပြီးတော့ပြောမနေနဲ့တံပိုးတွေနေတတ်တယ်ဟုတ်ရလားမှန်ပါဗျာအေးအချိန်အခါကိုမကြည့်ပဲနဲ့ပြောရင်လည်းပဲအဲ့ဒီအိုအောမိုက်ကလေးလို့ဘာဖြစ်တတ်တယ်ပေတတ်တယ်ဟုတ်လားမှန်ပါဒါကြောင့်ပုပ်ကိုကိုကြည့်ပြော ကာလကိုကြည့်ပြောပုဂ္ဂိုလ်ဒီကာလတွေကြည့်ပြောပြီးရင်လည်းပဲဘာလို့သေးလဲဆိုတော့ဒေါသတွေမာနတွေနဲ့မပြောနဲ့ဒေါသတွေမာနတွေနဲ့ဟာငါကဒီလူကို ပြောလို့ရတာပဲငါနိုင်တာပဲဆိုပြီးတော့လည်းဖိမပြောနဲ့မှန်ပါဗျာအခုချိန်မှာကိုကသူ့ကိုနိုင်မိမလို့ဘဝဆိုတာတစ်ချိန်နဲ့သွားနေတာမဟုတ်ဘူးတစ်ချိန်မှာကိုကသူ့ရဲ့အောက်ကိုလည်းရောက်သွားနိုင်တယ်သူကကို့အထက်ကိုလည်းရောက်သွားနိုင်တယ် ကိုကိုပြန်ပြီးတော့နှိမ့်ဆက်ခွင့်ကြုံတဲ့အခါမျိုးမှာအဲ့ဒီလူကကိုကိုပြန်ပြီးတော့နှိမ့်ဆက်နိုင်တယ်။တချို့နိုင်တယ်ဆိုပြီးတော့ပြစ္ဆလက်ခပြောကြားရတဲ့လူကအသေးဓာတ်နဲ့ထိုးခံရတယ်လို့မမေ့ဘူး။နားနေတာ။ဘာဖြစ်ဖြစ်ကွာပြန်ပြီးတော့တုံ့ပြန်မယ်ဆိုပြီးယူယူမိုက်မိုက်တချို့အဲ့ဒါလိုပြောတဲ့စကားတခွန်းကြောင့်သိရတာတွေရှိ။ရှိပါဗျာ။နော်ဦးဇင်းတို့ရာသဝန်ထဲမှာစကားအစိတ်သင့်ပုံကလေးနည်းနည်းပြောပြမယ်။ တချို့လည်းကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဗျာဦးဇင်းတို့ပကံရာဇဝင်မှာတရုတ်ပြေးမင်းမင်းခွေချေးဆိုပြီးတော့နာမည်ဆိုးနဲ့ကြော်ကြားတဲ့နရတိဟပတိမင်းဆိုတာရှိတယ်နော်မှန်ပါဗျာအဲ့ဒီနာနရတိဟပတိမင်းကသူ့မှာသား၃ယောက်ရှိတယ်နော်ဥဇနာတဲ့တိဟတုတဲ့နော်အဲ့ဒီမှာတိဟတုဆိုတာနဲ့သူနဲ့ကစကားတခွန်းကြောင့်အများကြီးပြဿနာတက်တယ်နောက်တစ်ယောက်ကကြော်စွာတဲ့ အဲ့ဒါငငယ်တုန်းကဒီမင်းကြီးကဒီသားတွေကိုချစ်လွန်းလို့ဝက်လက်ဆိုတာကဝက်ရဲ့လက်ကိုချက်ထားတာသူကနူးညံ့တယ်အဲ့ဒါကိုသားလေးတွေကိုချစ်လို့ဝက်လက်ကိုချက်ပြီးတော့ငပြောပဲနုနုကလေးအုပ်ပြီးတော့ပေးတာဒါပေမဲ့တီဟသူကိုကြတော့ဘာအကြောင်းကြောင့်လဲမသိဘူးသူ့အမေကိုမုန်းလို့လားတော့မသိဘူးဝက်လက်မပေးဘဲနဲ့ဝက်ချီတော့ပေးတာအဲ့ဒါကိုအမေကရှက်တာ ရှင်မောက်တယ်မိဖုရားက ဒီပြင်သားနှစ်ယောက်ကိုတော့ဝက်လက်ပေးပြီးတော့ငါသားလေးကိုကြာမှဝက်ချီပေးတာဒါအချစ်မတူဘူးဆိုပြီးတော့ငါသားလေးကိုတိတ်ခါချတာပဲအဲ့ဒါအမေကရှက်လွန်းလို့စဖူမှုကိုလက်ထိုးတယ်ဘယင်ကြီးမသိအောင်ငါသားကိုလည်းဝက်လက်ပေးအဲ့ဒါနဲ့စဖူမှုကအဲ့လိုပေးတာနောက်တော့ဘယင်ကြီးကတိတ်သွားတော့စဖူမှုကိုအပြစ်တင်တယ်မင်းဘာကြောင့်လို့လှုပ်လဲမိဖုရားကြီးကပေးခိုင်းလို့အဲ့ဒီမှာမူးမတ်ဘုံဘုံနေရဲ့အလယ်မှာ ဟဲ့ဝက်လက်ခိုးမလို့မိဖုရားကိုဆိုတယ်တဲ့နိုင်တယ်ဆိုပြီးတော့ဆိုလိုက်တာနော်မင်းသားလေးကိုလည်းဘာအပြစ်မှမရှိဘဲနဲ့တခါတည်းရဟဲ့ဝက်လက်ခိုးမသားပြောကောင်းကောင်းရှိတာနဲ့ပြောနေတာနဲ့တူပါတယ်ဒါပေမဲ့ကိုကသာပြောကောင်းတာဟုတ်ကကြားမကောင်းဘူးလေကြားမကောင်းတော့ဒီကလေးကဒါကုငငယ်လေးတည်းကစားတိမ့်ထားတယ်ဘယ်တော့မှထုတ်မပြစ်ဘူးအမြဲတမ်းမှတ်ထားတယ်နောက်တော့ဘာဖြစ်တော့ဆိုတော့တရုတ်တွေလာပြီးတော့ နောက်ရက်လို့ဆိုပြီးတော့ဘယင်ကြီးပြေးရတယ်လေပြေးတော့ဘယ်ထိပြေးတော့ဆိုတော့သူ့သားကြီးဥစ္စနာရှိတဲ့ပသိမ်ပသိမ်ထိပြေးတာနောက်အဲ့ဒီမှာတရုတ်တရရံကအေးသွားပြီဆိုပြီးတော့ပကန်းပြန်မယ်ဆိုပြီးတော့ပသိမ်ကနေပြန်လာတော့လမ်းမှာပြည်မြို့ကိုဝင်တာအဲ့ဒီပြည်မြို့ကိုအပိုင်စားပေးထားတာသူ့ရဲ့သားအလက်ဝက်လက်ခိုးမသားဆိုတဲ့မင်းသားကိုသူကပေးထားတာအဲ့ဒါနဲ့ငါသားစီဝင်မယ်ဆိုပြီးတော့မိဖုရားဖွာစုံနဲ့ဝင်ကြတယ် ဟိုရောက်တော့သားကအရန်သင်းစောင့်နေတယ်။နန်းတော်ထီတောင်အဝင်မခံဘူး။လှေပေါ်မှာတခါတည်းဒလွတ်ကင်ထားတဲ့လူ300လောက်ဝိုင်းထားတယ်။သားကသားကဝိုင်းထားပြီးတော့မလုပ်လဲဆိုတော့ထမင်းပွဲထဲမှာဟင်းနိုင်ထမင်းနိုင်အကုန်အစိတ်ခတ်ထားတယ်။မင်းကြီးတဲ့ဒီထဲမှာအစိတ်တွေအကုန်ခတ်ထားတယ်။ဒါကိုစားပါလို့ခိုင်းတယ်။သူ့ကိုရရက်ဆက်ဆက်ပြောခဲ့တဲ့ဗဇက်ကိုရရက်ဆက်ဆက်ပြန်ကြွေးတဲ့သဘောများလားတော့မသိဘူး။ ်မှန်ပါဗျမင်းကြီးမစားဘူးဆိုရင်ဘေးမှာရှိတဲ့အာနာပကွက်သားတွေကသွေးတန်ရင်ရင်နဲ့အဆုံးရှိရှင်အဲ့ဒီလိုပြောပြီးတော့သားကနန်းတော့သူ့ရဲ့အဆောင်ကိုပြန်သွားတယ်အဲ့ဒီမှာမိဖုရားဘွားစောနဲ့တိုင်ပင်တော့မိဖုရားကြီးကမင်းကြီးမလွတ်နိုင်တော့ဘူးအဲ့ဒီတော့ဓာတ်တွေလှန်နေနဲ့သေရတာနဲ့စာရင်လက်တလုံးသေတဲ့အစိတ်ကိုစားသေးတာကကောင်းသေးတယ်အဲ့ဒါနဲ့မင်းကြီးခင်ဗျအဲ့ဒီ အစာကို အစိတ်ပါမှန်သိရနဲ့စားပြီးတော့တည်ရတယ်မှန်ပါဗျာပေးတတ်ရင်အစိတ်မိပြီးတော့တည်ရတာပေါ့နော်မှန်ပါဗျာပဂတိအစိတ်လို့ပြောမလားစကားအစိတ်လို့ပြောမလားစကားအစိတ်ပါဗျာအေးစကားအစိတ်တင့်သွားလားမှန်ပါเนาะဒါကြောင့်တရားကြီးဒီမိုင်းများငါကမိဘပဲဆိုပြီးတော့သာသမီတွေကို နိုင်လို့မပြောပါနဲ့ခံစားတတ်တယ်မှန်ပါဗျာတိတတ်တယ်ဟုတ်လားအေးဒါတွေအကျေချက်ပြီးတော့စဉ်းစားနော် အချိန်ကာလတစ်ခုအနေနဲ့ကိုကအထက်ရောက်နေပြီမလို့နောက်တစ်ချိန်မှာကိုကအောက်ဆိုတာလည်းဖြစ်နိုင်သေးတာပဲမှန်ပါဗျာဟုတ်လားဒါကြောင့်သူ့ကိုမတနာအောင်တောင်မှကိုကိုကိုတနာပြီးတော့သူများကိုကြံထန်းတဲ့စကားတွေမပြောပါနဲ့ဒါရုပ်ဆော့အဆုံးဆိုတာနော်ဟုတ်လားအေးဒါကြောင့်ပေးသက်ပေါင်းသူတော်ကောင်းတို့စကားဆိုတာဒေါသကြီးနဲ့မပြောလိုက်ပါနဲ့ကြားရတဲ့လူအခံရခက်တဲ့အကုသို့များတယ်ကိုလည်းပဲဩပြောမိမှားတယ်လို့တွေးပြီးတော့ပူရတယ်ဟုတ်ရလား ပီတောမာနာကြီးနဲ့လည်မပြောလိုက်ပါနဲ့မာနာနဲ့ပြောတယ်ဆိုရင်လည်းကြားရတဲ့လူကနင်းနေအောင်မင်းမာနာကိုတနေ့မှငါချိုးပြအောင်မယ်မှန်ပါအချီးနီးအလကအကျိုးမဲ့တဲ့